ေါ်ပါတယ်เนาะတရားနာမယ်ဆိုတာလက်တွေ့ကိုသုံးရမယ်ဟာပြောတရားဟာဗာနဲ့ဥပမာဒီစေနဲ့ကလားတယ်အေးယောဂပြုလို့ရှိရင်စေပင်းပေါင်းရင်ထောင်လာယောဂတော့ပါမလားမပြောဘူးစေဆိုတာတော့တောက်ရင်ယောဂပါဒါဆိုမြန်မာဟောတဲ့တရားအားဖြင့်နာယုံနာပြီးမကျင့်ဘူးဆိုလို့ရှိရင်တိတ်အကျိုးဖြစ်လာမှာမဟုတ်ဘူး အဲ့တော့ဒီအကျိုးချက်ကတော့ပဲဒါလက်ပြီးစဉ်းစားပြီးတော့နိုင်တာ။ဟောပေးရဝိစာဒီနိုင်ရတာချက်တော့တော့မရှိဘူး။စီယုံရေကမှအောင်းမှာဖြစ်တာ။ကိုယ်ပိသားဆိုရင်မဘာယတနာမှမရှိဘူး။ကိုယ်အပန်းလိုက်ရင်မဘာယတနာမှမရှိဘူး။ကိုယ်ပါဝဲခြင်းနဲ့ဘာယတနာမှဖြစ်တော့ဟော။ခက်ခဲအားလုံးချက်တော့တယ်။နောက်တစ်ခုကဘာရည်ကြီးရောဆိုအချစရိယာ။ဒီမှာကိစ္စဟိုဆိုရှိ ော့မိသားစုထဲမှာပတ်စည်းပေါင်းတန်းတယောက်တော့ကက်ကက်လာရှိတယ်။ဒါကနဲ့လို့ဒါကဘာလို့ဘာလို့နဲ့လို့ဒီလိုနဲ့လို့ငါမူနိုင်လို့ဆိုတာမျိုးရှိတယ်လေ။အဲ့လိုမဟုတ်ဘူးတဲ့သူကိစ္စရှိပိုင်းလို့ကိုယ်ကိစ္စရှိပိုင်းလို့အခြားစရိယမနေထိုင်ရလို့ကြည့်ရမယ်။ဟောလုပ်တဲ့လုပ်တဲ့ကစင်လောက်အောင် ဟောအရာရဲ့မှာဆိုလို့ရှိရင်ဒီလိုမျိုးလုပ်ရတာတေချာလို့လုပ်တဲ့ပုံစံတွေဝိရှိတုတွေမပေါ်ဘူးလားဟုတ်ပါဘူးခင်ဗျဒီကတော့အရာရဲ့မှာဆိုရင်မနေရဘူးတာရေးရှိတဲ့ဒါနာဝိတာရေးရှိတဲ့ဝိုင်းလို့ရမယ်တဲ့ဆိုပြီးတော့လူချင်းမခံရတယ်ပေါ့လားဟုတ်ပါဗျာအဲ့ဒီမှာခံရတာဆိုတော့ဒီအထက်စရိယကလူတိုင်းလုံးကဟောက်တာဟုတ်ပါဗျာချင်းမတော့လူတိုင်းခံရတယ်နော်ဟုတ်ပါဗျာလောက်ပါဆိုရင်တော့လူတိုင်းလုံးနိုင်မှာ

။ဒီလိုမှအထင်သေးပြီးအောက်တန်းစားလို့ဆက်ဆံကိုနေတိုင်းဆက်ဆံ။လူကိုဥပမာဒီကောင်ကပစ္စည်းရှိမှာပစ္စည်းရှိ။နာကဆက်ချမ်းတယ်ပြောဆက်ချမ်းတယ်အောက်တန်းစားလို့တော့ဒီလိုဆက်ဆံ။အဲဒီမှာအလုပ်တမားငါကအလုပ်ရှင်ဘူးအောက်တန်းစားတော့ဒီအဲ့လိုလိုဆက်ဆံ။ဟုတ်ကဲ့။ဟမ်။ဟမ်းလို့ထားပြီးဆက်ဆံနိုင်ရတယ်။ဟုတ်ကဲ့။အော်အဲ့လိုဆက်ဆံနိုင် ကောင်းပြီအခုပြောတဲ့သင်္ကာရဆိုတာရှင်ကြီးခေါ်အားကိုရလို့ရတယ်ခေါ်ဒီအချက်လေးချက်ကိုတိုင်ရမှာလို့ညွှန်ဆိုတာဒါဆိုသင်္ကာရဝိထုတရားလေးပါလို့ခေါ်တယ်သင်္ကာရဝိထုစီယုံခြင်းကောင်းကြောင်းတရား condition of organization condition for organization condition တကယ်အဖြစ်အရေးကြီးတယ် ် organization လုပ်ဖို့ရတယ်ဟောတာအသိအကြီးကြီးအချက်တွေလို့ပြီးတော့တခါတော့မျက်စောင်ရရတဲ့ချက်ကခက်ချက်ကလို့ခေါ်တယ်အရိဒီကမင်းသားတယောက်ရှိအဲ့ဒီမင်းသားလေးကခက်ချက်ကဆိုတာမြန်မာလိုပြန်လဲရှိလက်ပြောင်းမင်းသားလို့ပြောတော့ပထမဆုံးကဆိုလူလက်ထဲရောက်ပါလူအာရဘတ်လူကြီးကိုစားဖို့ဆက်ခံတယ်မင်းသားလေး အာရမဝိတ္တိကမြတ်စွာဘုရားတရားထာလို့သောတာပန်ဖြစ်သွားတဲ့အခါကျတော့အဲ့ဒီမင်းသားလေးကိုလက်ခံပြီးတော့မစားတော့ဘုရားလက်ထက်ထဲလိုက်တာအဲ့ဒါကြောင့်သူကဖတ်ချက်ကလို့ခေါ်တာဘလူလက်ကဒီဘုရားလက်ရောက်ပါမင်းသားလေးအဲ့ဒီမင်းသားလေးကတကြီးတဲ့အခါကျတော့ဒီလေရောက်လာတဲ့အခါကျတော့ဘုရားတရားကငါကိုယ်ပဲဥပဒ်တာသူ့ရဲ့ခြံမှာရှိအဲ့ဒီမာယာတော့ သူကဒေဆိုလေးရှယ်လို့ရှင်လာဆိုလာပြီးတော့တပန်နဲ့ထွက်ပြီးသူ့ကိုသိပြီးဆန်းတာဆိုတော့မြတ်စွာဘုရားကသူ့ကိုမေးတယ်ဟာတကားတဲ့မင်းပြည့်တက်တဲ့ချင်းရွတ်တာပဲတပန်နဲ့ထွက်ပြီးတဲ့ချင်းရွတ်တယ်မင်းဘလို့များ organization လုပ်တာလဲဘယ်လို organize လုပ်တယ်လဲသူကဒီလိုပါတဲ့ပြည်တာကလည်းဆိုင်တဲ့သူကိုစိတ်ခံပြီးတော့ဆက်ဆံ ။တချို့ကပြေးတာကအလေးနာမှုတဲ့စကားရှိလူသားသားပြောတာဆိုင်တယ်။အဲ့ဒီပုံစံမျိုးကစကားရှိလူသားသားပြောပြီးပြီးတော့စီရင်တယ်။အဲ့တချို့ဘုရားပြေးတာလည်းအလေးနာမှုစကားရှိလူပြောတာလည်းတော့အလေးနာမှုသူကိစ္စအဲ့ဒီလိုဒီနေ့တိုင်းစီရင်ခါမှာရသော်ကဒီလိုဘောင်းလေဒီလိုရှောက်တာအေးဒါကြောင့်မဟုတ်သင်္ခါဝုစုတရားတွေပါဆို ဒီ organization ကအကောင်းဆုံးချက်လေးဖြစ်နေတာ။ရသောမြေတဲ့ကလည်းဒီလောကစီးရုံးရင်ဒီ region နဲ့ပဲစီးရုံးမယ်။ဒီနေ့ခင်လည်းစီးရုံးရေးကောင်းမှဖြစ်ချင်ဒီဟာလည်းပဲစီးရုံးမှာ။ဟောရတဲ့စီးရုံးလို့ရှိရင်အောင်မြင်တယ်၊မေတ္တာနဲ့အောင်မြင်တာနော်။ aggressive တဲ့ကအောင်မြင်နိုင်တယ်။ရသော်လည်းအဲ့ဒီသင်္ကန်းဟုတ်ဒီဘက်ကိုပေါင်းပြီးတော့ ောတာတာမရှိသေးလို့ဆိုရင်ဟောဒီသင်္ကန်းမှုခုတရား၄ပါးဒီစီယုံနဲ့စီယုံမှု၄ချက်ကိုမနိုင်လာလို့ဆိုရင်နဲ့အမေအပြည့်ပဲဖြစ်တယ်ဆိုရင်သာသမီနဲ့ပစီယုံနဲ့ဒီပဲချောင်းသာသမီရဲ့ခြေကိုမခံစားရဘူးလို့အဲ့လိုပြောတာမိဘကဗာမိဘလည်းသာသနာသမီးရဲ့အာဘူးဆက်ရမှာပေါ့ဆိုတဲ့အပြည့်လို့မတွေးနေဘူးဟုတ်ကဲ့ ိဘာပဲဖြစ်စေကိုယ်တမ်းစီကိုယ်ပေါ်မှာအမြဲတမ်းမေတ္တာရှိနေအောင်ပါဟောဒီလေးချက်နဲ့စီယုံထားလို့လိုပါတယ်အကယ်၍ဒီလေးချက်နဲ့မစီယုံဘူးဆိုရင်ဒီဘာတဲ့တာကိုရှားမှာတော့ပြတ်ခတ်ချောင်းနေတတ်တယ်ဒါမှလည်းဟုတ်လားဆရာတဲ့တတိရှားတဲ့ဒီလိုမလို့ရမရဘူးဤကိုယ်မောင်မလေးရှင်နေတဲ့ဗျာဘယ်လိုပဲအမျိုးတော်နေနေဟောတာဒီကိုယ်မောင်မရင်တက်ရတယ်ဒီပြည့် ဒီဘုံမှာရပြတဲ့အရာဖြစ်ဟောဒီပြည်တံမလုပ်မတဲ့တာဆိုတော့ဟောဒီ organization နဲ့ပတ်သက်တာတွေမချက်တော့ဘူးဟောအကယ်ချင်းတော့မယ်ဆိုလို့ရှိရင်ဒါမျိုးမဖြစ်နိုင်ဘူးလေဒါကြောင့်မို့လို့ CEO ရဲ့အားဟာခက်ခဲပြီးကြော်တော့ဘူးပဲမနက်မှအရေးပါတယ်ဒီလိုခေါ်တာနော်အဲ့တော့ဒီနေရာကြီးရောက်ရတဲ့အကျိုးစားအထောက်အကူအားလူ့ဘဝရ ြန်ပြီးတော့ချက်ရောမယ်ဆိုရင်ပညာဝနာတုတ်တဲ့မလုံးတဲ့ခွဲခြားပြီးရတဲ့ပညာဆိုရင်ခွန်အားရှိရတဲ့ဝိရိယကလည်းမကောင်းတဲ့စိတ်တွေကိုကောင်းတာခွဲခြားကောင်းတဲ့စိတ်တွေကိုထားတဲ့ခင်အားရှိရမယ်အလားဝိဇ္ဇာကအပြည့်ခင်အောင်နေတဲ့အားမျိုးရှိရမယ်သင်္ကာရကကစီယုံရဲ့အားရှိရမယ်အဲ့ဒီအာမေရမိမိတို့တဏှာမှာဒီဆောင်လာပြီဆိုလို့ရှိရင်အခက်အခဲမှမရ ခဲကောင်းပြီအဲ့ဒီမှာဘယ်တော့ကြီးအောင်ကျော်သွားနိုင်လို့ဆိုလို့ရှိရင်ဒါပေမဲ့သေခြင်းတရားကိုဘယ်လိုကျော်သွားတာလဲဆိုဟောဒီအာပြင်းနေတဲ့ပုဂ္ဂိုလ်တရားမှာသေတာဘာလို့ပြောပြောနဲ့သေနိုင်ဟုတ်ကဲ့သေပြီးတဲ့နောက်လည်းဘာမှသူသေဘူးရောက်ဖို့သေချာသွားပြီကောင်းကားလူကြီးရောက်ကဲဒီကဲမှာပညာအအားနဲ့ဝိရိယအအားအဲ့ဒီနှစ်ခုကိုတိုးမြင့်လိုက်တယ်ဆိုလို့ရှိရင်ပညာအအားကတိုးမြင့် ရိုးရိုးပြညာမျိုးဟောခဲ့တယ်။ယုတ္တရာဏတရားဒီကာပြီလူတွေရဲ့ကံမှာယုတ်ကဲ့နဲ့တစ်မျိုးတည်းသာရှိတယ်။ယုတ်နဲ့ပဲလို့တခြားမရှိဘူးဆိုတော့ဝိပဿနာပြညာမျိုး။ဒီယုတ်နဲ့ဆန်းရအကြောင်းကြောင့်ဖြစ်နေတာလို့သိလာတဲ့ပစ္စယပရိသပညာမျိုး။အော်ဒီသင်္ခါရတရားဉာဏ်နဲ့ဘယ်ညာမှမပြဲပါလားလို့သိလာတဲ့ဟုတ်လားဝိပဿနာပညာမျိုး ခန္ဓာကယုံနေဆံပွဲရနာမရူပပြိစေကထိုယုံနဲ့ကအဆောင်ဆိုင်ရာအကြောင်းတော်ဖြစ်နေတယ်လို့ပြုရာပြိစေပရိဟာယုံနဲ့ကမမပြဲတဲ့အိသရဝနတ္တကိုရှင်ရှင်သုံးသပ်နိုင်တာဝိပဿနာပညာအဲ့ဒီဝိပဿနာပညာကလည်းသိင့်တက်သွားတဲ့အခါကျတော့မဲ့ပညာမိဘကိုမြင်သိနိုင်တဲ့မဲ့ပညာကုသနာပါရှိတဲ့စေတမောရအစိုးရစေအညစ်ကြေးတွေကိုဖယ်ရှားပြနိုင်တဲ့မဲ့ပညာ ဖို့ပြင်းရာကိုရသွားပြီဆိုလို့ရှိရင်ကြည်စီဝါရေးတို့ဒီအတဘွေးဝါကြောင့်လည်းပတ်သက်တဲ့ခက်ခဲတွေကြုံရနိုင်တယ်ဟုတ်လားနံပါတ်ပြင်းထားလို့လည်းသူ့မှာကျူးဆိုင်စရာမရှိတော့ဘူးပြင်းတဲ့အဲဒီပြရာမဝင်လာတဲ့ကျူးဆိုင်စရာမရှိသေခြင်းတရားကိုလည်းကြောက်လန့်စရာမလိုတော့ဘူးနောက်ဆုံးအလုပ်ကြီးကိုရောက်ဆုံးဆိုတာလည်းကြောက်လန့်စရာမလိုဘူးအကုန်လုံးကိုကျော်သွားပါတယ် အဲ့ဒီဉာဏ်ပညာမျိုးဘက်ပညာပုံပညာဆိုတဲ့ပညာမျိုးရှိတယ်ရောက်ပါလို့ရှင်ဒီဘုရားတစ်ခါသေးပြီးရင်ရောက်တတ်သေးစရာကြောင်းရှိတော့ဟုတ်ပါဘူးဟောသိခြင်းတရားဆိုခက်ခဲလို့ကြောပါတော့နိုင်တယ်ဝိရိယကလည်းဖြစ်သေးတဲ့အာဟုတွေမဖြစ်အောင်ကြိုးစားအောင်ဖြစ်ပြီးသားအာဟုတွေကိုဖယ်ရှားဖို့ကြိုးစားအောင်ဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်တော့ဖြစ်ပြီးတဲ့ကုသိုလ်တွေဖယ်ရှားနိုင်ဖို့ကြိုးစားအောင်အဲ့ဒီကြိုးစားမှု ီဂရီမြင့်ပြီးတော့အမြင့်ဆုံးဆင့်ရောက်သွားပြီဆိုရင်ခဏပြောတဲ့လက်ပညာကိုပညာဆင့်ဆက်ရောက်သွားပါဆက်ရောက်သွားပြီဆိုရင်ခုပြောခဲ့တဲ့အခက်အခဲတွေအားလုံးကိုကျော်လွှားသွားနိုင်တယ်ဒီလိုအေးဒါကြောင့်တရားချက်ကြီးဆိုတဲ့ပြိတ္တန်တွေဒီကွာရောက်လာတဲ့ဆိုင်မှာမိမိတို့ကြုံရတဲ့ဆက်ခဲမှန်းရောက်လို့ကျော်လွှားနိုင်ဖို့အတွက်တို့တွေကပညာခေါ်အားဝိရိယခေါ်အား အပြည့်ကင်းမှုဆိုတဲ့ခေါဟာစီရင်ဆိုတဲ့ခေါဟာဒီခေါဟာတွေအများကြီးတို့ပွားတယ်လို့တို့တွေသတိထားပြီးကြိုးစားရမှာပါလား သာသာသိသာမြင်အောင်ပြည့်ရတာဆေချောင်းတရားဒီသဘောရပိကြပဲတွင်ဒီပရိကဲလို့ကျင်းစင်မြောက်ပြန်ရအောင်ပြာအုံးဤဟောလူစစ်တဲ့လေရှင်းကြပါလေကုန်လေအာသရမနာကိုခြင်းပဲกว่าနာခြင်းကင်းဒီခြင်းပဲရှင်းရတော့ဒီဒီဝုန်ကိသာဘုခန္တိကိဉ္ညာအစစ်ဖြစ်ပေချတော့